ကမ္ဘာမလားတော့မစားအသေးဘူးဖီဘာရဲ့စားတဲ့နေ့ကွက်ချင်းကိုခံနေရပြီဖြစ်တဲ့စင်ကြီးတော်နဲ့တို့ပရိသတ်မှာအမေပါများရွှေရောအိုင်မက်ခွန်ရှိကောအွန်လိုင်းအချင်းကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရင်ဖီဘာကတော့စင်ကြီးတော်နဲ့တို့ကိုကမ္ဘာမလားပြန်ဝင်မစားတင်ခင်ပါပဲထောင်ပြောင်းတရားမှုတွေပြုလုပ်လိုက်ပြန်ပြီဖြစ်ပါရင်ဖီဘာနေနဲ့ဟိုရင်ကလေးကနေခုချိန်ထိရေဒိုအပေါ်ရွေးချက်ရှိရှိတိုက်ခိုက်နေတာကသိတာလို့ပါရင်ဘလာဒါလက်ထက်တုံးကလည်းရေဒိုကိုစစ်သားကြီးလို့ပဲဖဲခဲ့ပူပြီးမက်ဆီကိုကြချစ်စရာတားတရားလိုမျိုးချီးကျူးခဲ့ပူတာပါအခုလည်းဖီဘာကကမ္ဘာမလားမကြိုင်ခင်ပါပဲစင်ကြီးတော်နဲ့တို့ကိုလှောင်ပြောင်းလိုက်ပြီဖြစ်ပါရင် ဖေဖော်ဝါရီပြီးခဲ့တဲ့ရက်က2026ကမ္ဘာလအတွက်တရားဝင်ပိုစတာထုတ်ပြန်ခဲ့ပါတယ်ဒီထဲမှာနိုင်ငံအသင်းတိုင်းအကြီးအကဲစားမတွေပါဝင်ခဲ့တာပါမက်ဆီလည်းပါတယ်လို့အမ်ဘာပင်ဖီနီရှန်မာနီဟာလန်ဆာလောင်မာရီနိုဆောင်းအောင်မင်း ကိုရီဆေဟယ်ရီကိန်းကစားမအဆောင်လည်းပဲဖြစ်ပါရင်ဒါပေမဲ့ပေါ်တူဂီအတွက်ကိုစားပြုကစားသမားမှာတော့ရနယ်ဒိုမပါဝင်လာခဲ့ပဲဘရူနိုဖိုင်နယ်နဲ့ဖြစ်နေတာဖြစ်ပါရင်ဘရူနိုဆိုရာကပေါ်တူဂီတင်းရဲ့အဓိကကစားမအရေးတွေကတူဖြစ်တာမှတ်ပေမဲ့နောက်ပေါက်တဲ့ရွှေချာပဲမှာရယ်ဒိုဆိုရာကမှပေါ်တူဂီနဲ့ကမ္ဘာပလာ၅ချိန်ဝင်ကစားပြီးသားကစားမဖြစ်တော့အသင်းသမားရဲ့ဂိုးသင်းအများဆုံးကစားမလည်းဖြစ်ပါရင်တန်းဆိုင်ရာအသင်းတိုင်းရဲ့အဓိကကစားသမားတွေကိုထည့်ရမှာဆော်ဒကာတန်းဆိုင်မှာရှိပေမဲ့ပေါ်တူဂီနေရာမှာရယ်ဒိုမပါတာအကြီးကတော့ရွေချက်ရှိရှိချမ်းသာခဲ့တာသိတာပါရင်ဒါကြောင့်ဆိုရှယ်မီဒီယာပေါ်မှာဒီလောက်ရက်ကိုပရိသတ်တွေကဝိုင်းဝန်းထောက်ပြခဲ့တာပါ ဒီလိုနဲ့ FIFA ဘက်ကလည်းပုံကိုပြက်ခဲ့ပြီးအသစ်ပြန်ထုတ်ခဲ့ပါတယ်။ပုံသစ်မှာတော့2020နှစ်ကမ္ဘာလကအထင်ကြီးပေါ်ရင်ကျင်းတဲ့အတူ Red Bull ကလည်းပြန်လည်ပါဝင်လာခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဒီမှာလည်း FIFA က Red ကိုဖဲ့လိုက်ပါသေးတယ်။ Messi ကမ္ဘာလကင်ထားတဲ့ပုံကိုအကြီးဆုံးထားပြီး Red နဲ့မိမှုလေးထားခဲ့တာဖြစ်ပါတယ်။ Red ရဲ့ပုံရဲ့ဘေးမှာလည်းပေါ်တူဂီအသင်းကို Morocco အသင်းကခေါင်းတိုက်ပြီးအနိုင်ကိုသွင်းထားတဲ့ပုံကပါနေပါသေးတယ်။ ဒါကတမင်ရော်နယ်ဒိုကိုလောင်ပြောင်းလိုက်တာမျိုးဖြစ်ပါတယ်။ရော်နယ်ဒိုကတော့ကမ္ဘာ့လမ်းမဆအသေးခင်မှာတင်ဖီဖာရဲ့တိုက်ခိုက်မှုကိုခံနေရပြီဖြစ်ပါတယ်။ရော်နယ်ဒိုကကမ္ဘာ့ဆန်ဝါဘွားမှာအမြဲတမ်းကြာရှုံးမှုတွေကနေရုန်းထွက်နိုင်သူပါ။ဒါကိုလည်းသူချင်းချင်းတက်တည်ပြပေးထားပါပြီ။လက်ရှိမှာရော်နယ်ဒိုကတရာသီ90ကနေ90ကြာသွင်းယူထားပြီးအကောင်းဆုံးစွမ်းဆောင်ရည်ကိုပြသထားနိုင်ပါတယ်။ပေါ်ရီကီတင်းကလည်းကွင်းလယ်ခံစဉ်တောင်ပိုင်းအင်အားတောက်တင်းလို့နေပြီးရော်နယ်ဒိုကိုဖန်မိမဲ့သူတွေများကြည့်ပါမယ်။ရော်နယ်ဒိုကလည်းချင်းစီပွဲတွေမှာဂိုးသင်းများဆုံးစားမှတူးဖြစ်တာကဲတူပါ။ လက်ရှိဥရောပသတင်းတွေမှာအချိန်မှန်ဆုံးသတင်းကပေါ်တည်ပါဒါကြောင့်2026ကမ္ဘာလကိုပိုဆွဲဝင်ပန်းအစားဆုံးသတင်းတွေကတည်င်းဖြစ်နေပြန်ပါတယ်ဝယ်ရဲခြေဆွမ်းတဲ့လက်ရှိကြံ့ခိုင်မှုရ2026ကမ္ဘာလကိုကောင်းကောင်းခြေဆွမ်းပြဝင်ရောက်ကစားနိုင်နေပါတယ်2026မှာရယ်ရဲအသက်က40နှစ်ရှိပါပြီအသက်အရွယ်က40ဆိုပေမဲ့အသက်20ကျော်ကစားမတူလို့တန်ဆွမ်းနေစေရော်နယ်ဒိုကပေါ်တူဂီကိုကမ္ဘာလမှာဥဆောင်ပေးသွားအောင်မှာကျင်းနေပါတယ်အသင်းသင်းအောင်မြင်မှုဆိုတာကဒူးတယောက်တည်းထူးချွန်နေဖို့တန်အသင်းပေါ်ရဲ့အကူအညီများကြီးလိုအပ်ပါတယ် မက်ဆီ2020ကမ္ဘာလာရခဲ့တာကသူတို့တည်းစွမ်းနေလို့ဆိုရတဲ့အသင်းပေါ်တွေကငါတို့မက်ဆီရဲ့အတွက်အကောင်းဆုံးပေးဆက်မယ်ဆိုတဲ့စိတ်ပိုင်းဆိုင်ရာခံယူချက်ရှိနေလို့ပါပါတယ်။ရယ်ဒိုနေနဲ့ကလည်းမက်ဆီကိုတွေ့ရပြီးပေါ်တူဂီအသင်းသားတွေကိုစီးလုံးလာအောင်စီးရုံးနိုင်ဖို့လို့ပါပါ။ရယ်ဒိုနေနဲ့ကန်လေးလည်းနည်းနည်းကောင်းလာမယ်။သူကလည်းသူကိုယ်တိုင်ကြိုးစားမယ်။2026ကမ္ဘာလာကိုရောက်နိုင်စွမ်းရှိပါတယ်။တကယ်လို့ရယ်ဒိုလာရခဲ့မယ်ဆိုရင်ဒါအသိကိုလှပတဲ့ကရဝင်းဇလန်တဲ့ဖို့ဖြစ်လာပါပါ။ရယ်ဒိုကမ္ဘာလာရရှိဖို့ရထိုက်တဲ့သူတယောက်ပါပဲ။ ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့ပါပဲနောက်နေ့ပါလဲအားကစားတဲ့ပတ်သက်တဲ့သတင်းအကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page ကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချိုလိုက်ရပါတယ်ခင်ဗျာ